ားလုံးမင်္ဂလာပါခင်ဗျာတက္ကသိုလ် YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုကတော့ပညာသင်ကြီးငယ်များအတွက်အဓိက USB မျှဝေပေးနေတဲ့ EFI အခမဲ့တင်ဒန်းတဲ့ကနေပြီးတော့မှ wiring section ပိုင်းအခန်းဆက်လို့ပြောလို့ရမယ်။ high low section ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပြသနေကြပုံစံနမူနာပုံစံနဲ့အဆင့်ဆင့်ကြည့်ကြည့်ကြရအောင်ပါ။ ညီငယ်များကိုမျှဝေခြင်းတာကတော့ high low circuit ရဲ့အကြောင်းပါဆိုတော့ကျွန်တော်တို့ခေါင်းစဉ်လေးကိုထုံးစံတိုင်းချင်းရေးလိုက်မယ် high low circuit ဆိုတာကဘာလို့ဆိုလိုတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ engine ဘိုင်းပဲဖြစ်စေ gear ပေါက်ဘိုင်းပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင် wiring ဘိုင်းပဲဖြစ်စေသုံးဘိုင်းစလုံးမှာအလုံးအကျုံးဝင်တဲ့အရာပဲဖြစ်ပါတယ် engine ဘိုင်းမှာဆိုလို့ရှိရင်လည်း high circuit ဒါမှမဟုတ်လို့ရှိရင် low circuit ဆိုပြီးပြရတယ်ဝါရိုင်းမှာဆိုလို့ရှိရင် high circuit low circuit ပြတယ် ဲ့လိုပဲဂီယာဘောက်မှာဆိုလို့ရှိရင် high circuit low circuit ဆိုပြီးတော့ပြတယ်ဒီ high circuit low circuit ဆိုတာကိုကျွန်တော်တို့ကတေချာနားလေသဘောပေါက်ထားမယ်ပဲဆိုရင် engine မဲ့ဖြစ်စေဝါရိမ်းမဲ့ဖြစ်စေဂီယာဘောက်ပိုင်းမဲ့ဖြစ်စေဘယ်ပိုင်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ပုံစံတမျိုးတည်းနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဖြေထွက်သွားမယ်ပေါ့နော်ဒါလေးကိုကျွန်တော်မျှဝေချင်တာဆိုတော့အရင်ဆုံးပြောမယ်ဆိုလို့ရှိရင် high circuit low circuit ဆိုတာကသဘောတရားကိုနားမလည်ဘူးဒါမှမဟုတ်လို့ရှိရင်သတိမပြုတ်မိဘူးဆိုလို့ရှိရင်အများအပြားရောသွားတတ်တယ် ဘာလဲဆိုလို့ချင်းဥပမာပြန်ဒီ high circuit ပဲဆိုပါဆို high circuit ဆိုတာကကျွန်တော်တို့ဝါရင်းလိုင်းတစ်ခုမှာလိုအပ်တဲ့ဘုပ္ပမာနတဲ့ပို့သွားတာကိုကျွန်တော်တို့ high circuit လို့ဆိုလို့တယ်ဆိုတော့ဝါရင်း ဘိုင်းရဲ့သဘောတရားရကြည့်မယ်ဆိုတော့ကျင် high circuit ဆိုတာကမလို့ပြလို့ချင်းကျိုးနှပင်ပူးပြီးတော့ short ဖြစ်သွားလို့မျိုးပဲ high circuit ဆိုပြီးတော့ထင်တတ်တာရှိပဲအဲ့လိုပဲ low circuit ဆိုတာကကျွန်တော်တို့ကျိုးပြတ်သွားတယ်ဥပမာတစ်ခုပေါ့ကျိုးပြတ်သွားလို့မျိုးကျွန်တော်တို့ကဗိုလ်ရိပမာဏမရတော့လို့မျိုး low circuit ဆိုပြီးတော့ထင်တတ်တယ်ဒါကအခုပြောတဲ့ high circuit ဒါမှမဟုတ်လို့ချင်းရ low circuit အဲဆိုလို့ဆိုပြီးတော့ပြတဲ့ဟာတွေကအရင်များတယ်နော်ညီကိုတို့လည်းသတိထားမိတဲ့သူတွေရှိမယ်သတိမထားမိတဲ့သူတွေလည်းရှိမယ်ပေါ့နော်ဒါကိုပြောပြရမယ်ဆိုတော့ကျဟိုက်ဆာကိဆိုတော့ကအကယ်၍သဘောမထားခဲ့လို့ရှင်ရင်ကျွန်တော်ကချိုးနေပင်ပူပြီး short ဖြစ်လို့မဟုတ် high ဖြစ်သွားတယ်ဆိုပြီးတော့ထင်တတ်တယ်အဲ့ဒီလိုမျိုးပဲ low ဆိုလို့ရှိရင်ကျွန်တော်တို့ကချိုးပြတ်လို့မဟုတ် power supply မရောက်တော့လို့မဟုတ် low voltage ဖြစ်ပြီးတော့ low ဆိုဖြစ်တယ်ဆိုပြီးတော့ထင်တတ်ပဲတကယ်တမ်းကသူနဲ့ပြောင်းပြန်ဘာကြောင့်သူနဲ့ပြောင်းပြန်လို့ပြောရလဲဆိုလို့ရှိရင်ဒီဝါရင်းရဲ့ သဘောတရားကိုကျွန်တော်တို့ကသေချာနားလည်ဖို့လိုတယ်သေချာနားလည်ကာမဒါကိုဟိုက်စားကိလိုးစားကိဆိုတော့ကဂျိုးပတ်ပြတ်တာလားဂျိုးပူးတာလားဆိုတော့သေချာနားလည်မှာဖြစ်ပဲဒီဟိုက်စားကိလိုးစားကိဆိုတော့ကိုနားလည်ဖို့ဆိုတာကလည်းနောက်ထပ်တစ်ဆင့်အနေနဲ့ဘာလို့နားလည်ဖို့လိုလဲဆိုရင်ဘိုးရီတပိုင်းတာဆိုတော့ကိုနားလည်ဖို့လိုတယ် ဆိုတော့ဘိုးရီဒီဗိုက်တာဆိုတာကဘာကိုပြောတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာအပြင်ကားမှာအသုံးပြုတယ်ဆက်နှစ်ဖို့ပဲဆိုပါတော့ကားမှာအသုံးပြုတာ12ဖို့12ဖို့မှာကျွန်တော်တို့ရဲ့စင်စာကဘယ်လိုဖို့သုံးမှာလဲဥပမာ5ဖို့ပဲသုံးမလား6ဖို့ပဲသုံးမလား7ဖို့ပဲသုံးမလား8ဖို့ပဲသုံးမလားဆိုတဲ့ပြီးတော့12ဖို့ကနေပြီးတော့မှာကျွန်တော်တို့ကခွဲထုတ်လိုက်တာပိုင်းခြားလိုက်တာ12ဖို့ကလည်း9ဖို့ပဲသုံးမယ်ဆိုလို့ချင်းတစ်ဖက်မှာကြံနေတာဒီ9ဖို့ကြံမယ်အဲ့လိုပဲ6ဖို့သုံးမယ်ဆိုလို့ချင်းတစ်ဖက်မှာကြံတာ6ဖို့ကြံတယ် ခုနှစ်ဖို့သုံးမယ်ဆိုရင်တစ်ဖက်မှာကျန်တာ၅ဖို့ကျန်မယ်ရှစ်ဖို့သုံးမယ်ဆိုရင်တစ်ဖက်မှာကျန်တာ၄ဖို့ကျန်မယ်အဲ့ဒီလိုမျိုးဘိုးအားကိုခွဲထုတ်လိုက်တာကိုကျွန်တော်တို့ကဘိုးရိတ်ဒီဗိုက်တာဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့ဒီဘိုးရိတ်ဒီဗိုက်တာကိုနားလည်သွားရင်ကျွန်တော်တို့ကဒီ high low circuit ဆိုတာကအေးအေးဆေးဆေးတတ်တာရရလေးစဉ်းစားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဘိုးရိတ်ဒီဗိုက်တာကိုနားလည်လွယ်နိုင်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကြည့်ကြည့်မယ်ပေါ့ကဲဘိုးရိတ်ဒီဗိုက်တာဘိုးရိတ်ဒီဗိုက်တာဆိုတာကဘိုးရိတ်ဆိုတာကတော့ကျွန်တော်တို့ကားမှာအသုံးပြုတဲ့ဘိုး ဒီဗိုက်တာဆိုတော့ကျွန်တော်တို့ခွဲထုတ်လိုက်တာဘိုးအားကိုကျွန်တော်တို့ကခွဲထုတ်လိုက်တာဒါကနာမည်ရဘိုးကိုခွဲထုတ်လိုက်တာဆိုတဲ့ကိစ္စကျွန်တော်တို့ကားမှာဘယ်နှဘိုးသုံးလဲအဲ့ဒီစင်စာကဘယ်နှဘိုးသုံးလဲဆိုတော့ကားမှာကဆက်နှဘိုးသုံးတယ်စောစောကပြောလို့စင်စာကဘယ်နှဘိုးသုံးလဲအကျူရတာကဘယ်နှဘိုးသုံးလဲသုံးတဲ့ဘိုးပမာဏနဲ့ကျွန်တော်တို့ကခွဲထုတ်ပြလိုက်တော့ကြံတဲ့ဘိုးရိပမာဏနဲ့အခုသုံးတဲ့ဘိုးရိပမာဏနှစ်ခုကိုနှိုင်းရှင်ပြီးတော့ဒီအဖြေကိုထုတ်တာ ဆိုတော့ဒီဘိုးရိတ်ဒီဗိုင်ဒါကိုနားလေရင်စောစောကပြောတယ်ဟိုက်စားကိလိုးစားကိဆိုတာကကျွန်တော်တို့ကနားလေပေါ်ရာဂိုင်တော့အရင်များသွားပြီဒီဟိုက်စားကိလိုးစားကိဆိုတာကကျွန်တော်အကျဉ်းချင်းထက်ထက်ပြောသလိုပဲကားမှာအင်ဂျင်မှာလည်းတွေ့ရတယ်ဂီယာပေါက်မှာလည်းတွေ့ရတယ်ဥပမာအပြင်နမူနာပြောမယ်ဆိုအင်ဂျင်မှာသလို့ရှိရင်ကျွန်တော်တို့တెంပရေချာစင်ဆာဥပမာ IAD အင်တိတ်ရဲ့တెంပရေချာစင်ဆာဟိုက်စားကိအင်တိတ်ရဲ့တెంပရေချာစင်ဆာဟိုက်စားကိဆိုရင်ကျွန်တော်တို့ ကျိုးပြက်တာလို့သိရမလားကျိုးပူတာလို့သိရမလားစင်စာပြက်တာလို့သိရမလားကွန်ပျူတာပေါက်တာပြက်တာလို့သိရမလားဆိုပြီးကျွန်တော်တို့ခွဲထုတ်လို့ရတယ်အဲ့ဒီလိုပဲကျွန်တော်တို့ဂီယာပေါက်မှာသလိုရှိရင်လည်းဥပမာ pressure control ဆိုလိုတဲ့ high circuit pressure control ဆိုလိုတဲ့ low circuit ဆိုပြီးတော့ကျွန်တော်တို့ပြလာတယ်ပြလာတဲ့အခါမှာကျွန်တော်တို့ကဖြစ်နိုင်ကြကျိုးပြက်တာဖြစ်နိုင်တယ်မလားအဲ socket လွတ်တာဖြစ်နိုင်မလားအဲ့ဒီလိုပဲကျိုးပူတာဖြစ်နိုင်မလားရှော့ကျတာဖြစ်နိုင်မလားစတဲ့ပုံစံမျိုးနဲ့ ကြည့်လို့ရတယ်အဲ့ဒီလိုကြည့်လို့ရဖို့ဆိုကျွန်တော်တို့ဒီဘိုးရီဒီဗိုင်တာဆိုတာကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီဘိုးရီဒီဗိုင်တာကိုနားလည်အလွယ်နိုင်ဆုံးနည်းတစ်ခုနဲ့ကျွန်တော်ရှင်းပြမယ်ပေါ့အဲတေချာကြည့်ဖို့တော့လိုတယ်ဒါက electronic တွေလက်စစ်ပိုင်းဆိုင်ရာသဘောတရားတွေနဲ့မရင်းနှီးတဲ့သူတွေအတွက်ရှုပ်ကောင်းရှုပ်နိုင်တယ်ပေါ့နော်ဒါတော့ဒါကြောင့်တေချာကြည့်ဖို့လိုတယ်ကျွန်တော်အထက်ထပ်ပြောဆိုလိုပဲဒါအတတ်နိုင်ဆုံးတော့ဒီမှာတခါတည်းနားလည်အောင်ကြည့်စေချင်တယ်ဆိုတော့ကျွန်တော်တို့ဘိုးရီဒီဗိုင်တာကိုအရင်ကြည့်ကြမယ်ပေါ့ကဲညီကိုများဘိုးရီဒီဗိုင်တာကိုပြောမယ်ဆိုလို့ရှင့် ကျွန်တော်တို့ကဘိုးတစ်ခုကိုခွဲထုတ်တော့မှာခွဲထုတ်တော့မှာဆိုတော့ဥပမာကျွန်တော်တို့ကားမှာစနစ်ဖို့သုံးတယ်ကားလေးပဲဆိုပါစို့စနစ်ဖို့သုံးတဲ့ကားလေးမှာဒါကမျက်စိတဲကိုမြင်လွယ်အောင်ကျွန်တော်ဘိုးဒီဒဗိုက်တာပုံစံကိုချိုးချလိုက်တာပေါ့နော်ကျွန်တော်ဒီနေရာကနေကျွန်တော်တို့က signal ကိုယူမယ်ဆိုလို့ရှိရင်အပေါင်းဒီစနစ်ဖို့ပြင်မယ်အနှုတ်ကတော့0ပေါ့အဲ့ဒီဒီဘက်မှာသုံးထားတဲ့အုံတံမိုးကိုကြည့်လိုက်ဒီမှာ1 4 6 8 10 တဆယ်ဆိုလို့ရှင်ဒီမှာဆယ်အုံးဆိုလို့ရှင်ရဲ့အထဲမှာကအထဲမှာကကျွန်တော်တို့ကကွန်ပျူတာပေါက်ထဲမှာက2အုံးပဲရှိမယ်2ကီလိုအုံးပဲရှိမယ်ဒီမှာကအဲ10ကီလိုအုံး10ကီလိုအုံးလို့ခေါ်တဲ့အတွက်10ကီလိုအုံး10ကီလိုအုံးကိုသုံးထားတယ်ဆိုလို့ရှိရင်ကွန်ပျူတာပေါက်ထဲမှာက2ကီလိုအုံးပဲရှိမယ်။ဒီနေရာကနေကျွန်တော်တို့က signal ဆိုတာကိုယူတာ။ဒီနေရာကနေ signal ဆိုတာကိုယူတာဖြစ်တဲ့အတွက်ပေါ့။ဒါကိုဒီနေရာကနေဥပမာကျွန်တော်တို့ကမယူဘူး။ ဒီနေရာကနေယူမယ်ဆိုလို့ရှိရင်ကုမရာပေါက်ထဲမှာထားတာဒီ4ကီလိုအုံဖြစ်မယ်ကျွန်တော်တို့အပြင်ကစင်စာအုံပြုထားတာဒီကျွန်တော်တို့8ကီလိုအုံဖြစ်မယ်အဲ့လိုမဟုတ်ကျွန်တော်တို့ဒီနေရာယူမယ်ဆိုလို့ရှိရင်ကုမရာပေါက်ထဲမှာလည်း6ကီလိုအုံကျွန်တော်တို့စင်စာဒီလည်းပဲ6ကီလိုအဲ့လိုမဟုတ်ဘူးဒီနေရာကနေကျွန်တော်တို့ကစင်စစ်ကနေကိုယူမယ်ဆိုလို့ရှိရင်ကုမရာပေါက်ထဲမှာထားထားတာက8ကီလိုအုံစင်စာအုံပြုထားတာက4ကီလိုဒီနေရာကနေယူမယ်ဆိုရင်ကုမရာပေါက်ထဲမှာထည့်ထားတာဒီကျွန်တော်တို့က10ကီလိုအုံဖြစ်မယ် ဒီစင်စာအသုံးပြုထားတာဒီကျွန်တော်တို့2ကီလိုဝန်းဖြစ်မယ်ဒီပုံစံမျိုးနဲ့ဘို့ကိုခွဲပြဒီ12ဘို့ကိုပဲခွဲထုတ်သွားတာ12ဘို့ကိုဒီမှာ2ကီလို2ကီလိုအောင်ကျွန်တော်တို့6လိုးနဲ့ခွဲထားလိုက်တာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က2ဘို့နှစ်ဘို့ရော့မယ်ဒီမှာသလို့ရှိရင်လည်းနှစ်ဘို့ရော့မယ်ဒီမှာသလို့ရှိရင်လည်းနှစ်ဘို့ရော့မယ်အဲ့လိုပဲဒီမှာလည်းနှစ်ဘို့ဒီမှာလည်းနှစ်ဘို့ဒီမှာလည်းနှစ်ဘို့ဆိုပြီးတော့ပုံစံဒီမှာရော့သွားမယ်ဥပမာပေါ့နောက်ထပ်တစ်ခုမြင်လို့ရဥပမာတစ်ခုကြည့်ကြမယ် ကျွန်တော်တို့ကစဉ်းစားတလုံးဒါကိုကျွန်တော်မြင်လျောင်ပြမယ်ဆိုလို့ရှိရင်စဉ်းစားတလုံးမဲဆိုပါတော့မျက်စိထဲမှာကျွန်တော်တို့မြင်လျောင်ကျွန်တော်ထိတ်ဆုံးမှရှိနေတဲ့ကျွန်တော်တို့လေဝင်လိုက်ရ IAT IAT စဉ်းစား Interior Temperature စဉ်းစား Interior Temperature စဉ်းစားကကျွန်တော်တို့ကလေအုံရှိရယ်ဆိုတော့4ကီလိုအုံရှိပဲဆိုပါတော့4ကီလိုအုံရှိတယ်နော် ဧည့်ရဲ့တမ်ပရေချာစင်စာတီဂျိုးနှောင်းနဲ့ပဲ4ကီလိုအုံးရှိတယ်4ကီလိုအုံးရှိတယ်ဆိုတာသူယူတဲ့ signal တီဘယ်နေရာယူမလဲသူကဒီနေရာယူမှာဒီမှာတပင်ဒီမှာတပင်ဒီနပင်ကနေပြီးတော့သူကဒီလိုယူမှာမြင်ရလားမသိဘူးနော်ဒီအောက်ကနေပြီးတော့မှရှိမှာဒီမှာ2ကီလိုအုံးရှိမှာဒီမှာ2ကီလိုအုံးရှိမှာဆိုတော့ကွန်ပျူတာပေါက်ထဲမှာမြုပ်ထားတာဒီကျွန်တော်တို့သွားကြည့်ကြာကွန်ပျူတာပေါက်ကြီးဖွင့်ကြာမလို့တော့ဘူးဒီမှာ2 4 6 8ဆိုတဲ့ပြီးတော့8ကီလိုအုံးကွန်ပျူတာပေါက်ထဲမှာရှိနေတယ်အဲ့လိုမဟုတ်ဘူး ဒီနေရာကနေယူမယ်ဆိုလို့ရှိရင်ကွန်ပျူတာပေါ်ထဲမှာမြုပ်ထားတာဒီကျွန်တော်တို့6ကီလိုအုံရှိမယ်အဲ့ဒီလိုပဲကျွန်တော်တို့စင်ဆာဒီလဲ6ကီလိုအုံရှိမယ်ဒီစင်ဆာမှာအသုံးပြုထားတဲ့ကီလိုအုံပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကကွန်ပျူတာပေါ်ထဲမှာရှိတဲ့ကောင်ဘယ်လောက်ဆိုတော့ကျွန်တော်တို့ခန့်မှန်းလို့ရတယ်အဲ့ဒီပုံစံမျိုးပဲဆိုတော့ဒါကိုနားလည်အောင်ပြောမယ်ဆိုရင်ကျွန်တော်ပြနေကြပုံစံနဲ့ပြမယ်ဆိုရင်ဒီမှာဥပမာတစ်ခုပေါ့ဒါဒီစက်နှစ်ဖို့စက်နှစ်ဖို့ဂျိုးတဂျိုးရှိမယ် ဆက်နှစ်ဖို့ဂျိုးကနေမှာဒါကွန်ပျူတာပေါ်တော့မှပေါက်ထဲမှာရှိနေတဲ့ကောင်ကနေဒီမှာ register တစ်လုံးခံလိုက်တယ်ပြီးတော့ဗာတယ်ဆိုလို့ရှိရင်ဒီဂျားတဲ့ကနေပြီးတော့မှဒီမှာတဂျိုးလာမယ်အဲ့ဒီရဲ့အောက်မှာဒီမှာတဂျိုးလာမယ်ဒီပုံစံမဲ့လေအတူတူပဲဒီမှာဥပမာအခုအခုပြောတဲ့6ကီလိုအုံးကိုကွန်ပျူတာပေါက်ထဲမှာမြုပ်တာဒါကွန်ပျူတာပေါက်ထဲမှာမြုပ်ထားတဲ့ပိုင်းကျွန်တော်တို့မမြင်ရဘူးကျွန်တော်တို့မြင်ရတာဒီမှာ ID စင်စာကြီးဆိုကောက်တက်လိုက်တယ်ဒီမှာ6ကီလိုအုံးဆိုတော့ကျွန်တော်တို့ကတိုင်းကြည့်လိုက်တဲ့ အိရိယတံတရားစင်တာဘယ်လောက်ရှိလဲနှစ်ကျိုးပဲတိုင်းကြည့်လိုက်တယ်6ကီလိုဒီဟာကနေပြီးတော့မှဝင်လာတဲ့လေပူပမာဏပေါ်မူတည်ပြီးတော့ဒီကီလိုဦးကအောက်ကိုရော့ကြသွားမှာရော့ကြသွားတဲ့အပေါ်မှာမူတည်ပြီးတော့ဒီဘက်ကနေပြီးတော့မှလာတဲ့စနေဘိုးကဒီဘက်ကတော့6ကီလိုအိုမယ်ခံထားတာဖြစ်တဲ့အတွက်ကျွန်တော်သူရော့နိုင်တာဒီဘယ်လောက်ရော့မလဲဆိုလို့ရှိရင်ဥပမာအပြင်ကျွန်တော်တို့6ဘိုးပဲရော့မယ်ဒါပေမဲ့ဒီဘက်ကခံခုခံထားတဲ့ပမာဏပေါ်မူတည်ပြီးတော့မှဒီဘက်ကိုပြန်သွားတဲ့ဘိုးတွေကဘိုးဘလောက်ဖြစ်မလဲဆိုတာကို မူတည်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါကိုစဉ်မစဉ်းစားတော့ပဲကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မျက်စိတဲ့ကျွန်တော်တို့အပြင်မှာမြင်နေတာက ID စင်တာမှာဒီနှစ်ကြိုးပဲမြင်တာကျွန်တော်အထက်ထပ်ပြောတယ်အများအပြင်သူများကိုပုတ်ခတ်တာမဟုတ်ဘူးเนาะညီကိုတို့ကိုမြင်လေအောင်ပြောတာတူတာ ID စင်တာမှာနှစ်ကြိုးအဲ့လိုပဲ ECD လို့ခေါ်တဲ့အညင်ကူးလက်တမ်ပရေချာစင်တာမှာနှစ်ကြိုးဒါမှမဟုတ်လို့ရှိရင်အဲကျွန်တော်တို့ပြောမယ်သလိုရှိရင်နောက်ထပ်ဘာတွေရှိမလဲဂီယာပေါက်ထဲက auto white temperature စင်တာမှာလည်းနှစ်ကြိုး မဟုတ်သေးဘူးအင်ဂျင်ဝိုင်းတెంပရေချာစင်ဆာမှာလည်းနှစ်ကျို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 းနဲ့လာတဲ့တెంပရေချာစင်ဆာမှန်တယ်မြသည်ခမားတို့ကိုသူများတွေကအပေါင်းကဒကြိုးအနှုတ်ကဒကြိုးဆိုပြောတာဒါအတိအပေါင်းမဟုတ်ဘူးကျွန်တော်ထပ်ထပ်ပြောတယ်စစ်ကနေကျိုးဒီစိကနယ်ကျိုးဆိုတာကဘာကြောင့်ပြောလဲခင်ဗျားတို့မယုံဘူးဆိုလို့ရှိရင်ကားဆက်မနှိုးခင်မှာဒီမှာအနှုတ်ကျိုးကိုများတကျိုးရတယ်ဟုတ်ပြီဒီတကျိုးကိုခင်ဗျားဗိုလ်မီတာနဲ့တိုင်းထားလိုက်တိုင်းထားပြီးဆက်နှိုး ဒီကောင်ပူလာတာနဲ့ဒီပိုင်းနဲ့ဒီကောင်ဒီအငဲတဲ့ဘိုးဒီပမာဏဒီကြောင်းလဲသွားမှာကြောင်းလဲသွားတဲ့ဘိုးပမာဏဒီဘာလဲဆို second ချိုးပဲဖြစ်တယ်ဒီချိုးကခင်ဗျားဗလာအင်ဂျင် power supply လာတဲ့အခုပြောတဲ့ဆက်နေပို့ချိုးချိုးကခင်ဗျားအင်ဂျင်ပူပူအေးအေးလေသူဂရုစိုက်ကြမလို့အင်ဂျင်ပူပူအေးအေးသူသူ့အလုပ်မဟုတ်ဘူးသူ့အလုပ်ဒီဘာလဲဆိုလို့ချင်းဒီဘက်ကိုဆက်နေပို့ပို့ပေးနေရမယ်ဆိုတော့ဒီထဲမှာရှိနေတဲ့ resistor ပေါ်မူတည်ပြီးဒီဘက်ကပြန်ထွက်တဲ့ဘိုးပမာဏကြောင်းလဲသွားမှာ ဒါကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့အခုပြောတဲ့ဘိုးရီတပိုင်ဒါလို့ခေါ်တယ်ဘိုးရီတပိုင်ဒါဆိုတာဒီမှာဘိုးကိုတချမ်းချမ်းနဲ့ဒီမှာဘိုးကိုတချမ်းချမ်းနဲ့ဒီချမ်းထားတဲ့နှစ်ခုကြားထဲကနေစစ်ကနေကိုယူတယ်ယူတဲ့စစ်ကနေဒီတဲတည်မဟုတ်တော့ဘဲနဲ့ဒီဘက်ကကျွန်တော်တို့သုံးထားတဲ့စင်စာအပေါ်မှာမူတည်ပြီးတော့စင်စာကဥပမာအဖြစ် pressure စင်စာပဲဆိုပါဆိုလေဝင်လာတဲ့ pressure ပေါ်မူတည်ပြီးဒီဘိုးကပြောင်းသွားမှာအဲ့လိုမဟုတ်ဘူး temperature စင်စာပူလာတဲ့ပမာဏပေါ်မူတည်ပြီးဒီကောင်ကပြောင်းသွားမှာမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ air flow meter အမြဲတည်းကဒီမှာဝင်လာတဲ့ flow rate ၄ရဲ့ flow rate ပုံမူတည်ပြီးဒီကောင်ပြောင်းသွားမှာအဲ့လိုမဟုတ်သေးဘူးကျွန်တော်တို့နောက်တစ်မျိုးပြောင်းမယ်ဘာစင်စားရရှိအောင်မလဲဥပမာတစ်ခုပေါ့မျက်စိတွေကိုကျွန်တော်တို့တခြားဘာစင်စားရရှိနိုင်မလဲမြင်အောင်ပြောမယ်တကယ်တကယ်နှိချုပ်ချမယ်ဆိုလို့ချင်းစင်စားတွေကဘာမှမရှိဘူးငါးလုံးမရှိတယ်ကျွန်တော်ထပ်ထပ်ပြောလို့ပဲအဓိကကျွန်တော်တို့မှားနေတာကဘာမှားလဲဆိုလို့ရှိရင်အများစုက သတ်မှတ်တာက ID စင်စာပဲဆိုပါတော့ဒါကိုအပေါင်းချိုးဆိုပြီးသတ်မှတ်တယ်ဒါကိုအနှုတ်ချိုးဆိုပြီးတကယ်တော့ဒါအပေါင်းချိုးမဟုတ်ဘူး signal ချိုးလို့ကျွန်တော်ပြောတယ်အပေါင်းချိုးဆိုရင်အသေးနေရမယ်သူကသူဆက်နှုတ်လို့မနှုတ်လို့ဒီကားပြေးပြေးမပြေးပြေးဒီပါနင်းနေမနင်းအသေးနေရမယ်အဲ့လိုမျိုး signal ချိုးဖြစ်လို့ဒီ body rate ပမာဏကြီးပြောင်းလဲတော့မယုံရင်ကျွန်တော်အခုပြောလို့မယုံရင်အနှုတ်ချိုးအနှုတ်ချိုးကိုခင်ဗျားတို့အရှာရပြီဆိုလို့ရှိရင်ဒီဒီချိုးကိုရှာအပေါင်းလား signal လားသိကျင်လို့ရှိရင်ခင်ဗျားဥပမာ အင်ဂျင်ကူလာတెంပရေချာစဉ်းစားသလိုရှိရင်ဒီကြိုးကိုကျွန်တော်တို့ဗိုလ်မီတာထောက်လိုက်လို့ဗိုလ်မီတာထောက်ပြီးလို့ရှိရင်ကျွန်တော်အင်ဂျင်ပူလာတဲ့ပမာဏအလျောက်ဒီကြိုးကပြန်ထွက်တဲ့ဗိုလ်ဒီအသေးဆိုရင်အသေးဆိုရင်အပေါင်းကြိုးကျွန်တော်တို့တတ်မှတ်လို့ရတယ်အဲ့လိုမဟုတ်ဘူးပြောင်းသွားတယ်ဆိုရင်စစ်ကနေကြိုးစစ်ကနေရဲ့သဘောတဘာဝဒီလိုအပ်လို့ပြောင်းတာပြောင်းလို့ပြောင်းရမှာမပြောင်းလို့ကိုမရဘူးဒါပြအပေါင်းကြိုးဖြစ်တယ်ဆိုလို့ရအသေးနေရကျွန်တော်ပြောသလိုအပေါင်းလားသူတို့ပြောအဲကျွန်တော်ပြောသလိုစစ်ကနေလားသူတို့ပြောသလိုအပေါင်းလားဘယ်လိုရှာကြည့်လိုက် ဒါကစကားပုံပြောပြတာဒါကဘိုးရိတပိုင်တာပဲအဲ့ဒီလိုမျိုးပဲတခြားစင်တာတွေမှာသတို့ရှင်လဲနှစ်ကြိုးတည်းလာတဲ့ဟာတွေရှိမယ်သုံးကြိုးလာတဲ့ဟာတွေရှိမယ်ဥပမာအပြင်သုံးကြိုးလာတဲ့ဟာတွေတည်းကျွန်တော်ပြခဲ့ပါတယ်ဒီမှာ signal တစ်ကြိုးရှိမယ်ဒီမှာ signal ကြိုးဒီမှာကကျွန်တော်တို့ ground တစ်ကြိုးဒီပုံစံမျိုးနဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ signal ကိုယူတယ်ယူတဲ့ signal အပေါ်မှာ moody ပြီးတော့မှကျွန်တော်တို့ဒီကောင်ကပြောင်းလဲနိုင်နေလားမပြောင်းလဲနိုင်ဘူးလားဆိုတာ moody တယ်ဒါပေမဲ့ကားမှာအများဆုံးသုံးတာဒီ ါ်ကိုကျွန်တော်တို့ electron တွေသဘောအရဘာလို့ခေါ်လဲရ resistor number 1လို့ခေါ်တယ် R2 ဒီနေရာမှာရှိတဲ့ဟာဒီပမာဏအဲသူ့ရခုခံမှုပဲဖြစ်စေ pressure ပဲဖြစ်စေဘာပဲဖြစ်စေအကုန်လုံးဒီဒီနေရာမှာထားတဲ့ဟာဒီပြောင်းလဲနိုင်တဲ့အရာကိုပဲဒါဒီမှာကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ electron တွေသဘောအရ phase လို့ခေါ်တယ်မပြောင်းလဲနိုင်ဘူးအသေးခမ6အုံထားရင်6အုံပဲထားမယ်ကွန်ပျူတာပေါ်ထဲမှာရှိတဲ့6အုံဆို6အုံ9အုံဆို9အုံဒါပေမဲ့ဒီမှာထားတဲ့ဟာကျတော့စင်ဆာက ခုနအောင်ဆိုလို့ရှိရင်လည်းခုနပြောလဲအပူပမာဏနဲ့ပြောင်းလဲလို့ဆိုအပူပမာဏနဲ့တူတာဘိုးပမာဏအုံးပမာဏနဲ့ပြောင်းသွားမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ temperature နဲ့ဆိုလို့ရှိရင်လည်း temperature နဲ့ပြောင်းမယ် speed နဲ့ဆိုရင် speed နဲ့ဆိုပြောင်းမယ်ဒီပုံစံမျိုးနဲ့အဆင့်ဆင့်ပြောင်းသွားတာဆိုတော့ အခုပြောတဲ့ဟိုက်လိုစာကဲနဲ့ဒီဟာနဲ့ဘလို့ဆက်ဆက်တယ်လဲပေါ့ကျွန်တော်ဒါကိုကြည့်မယ်ကျွန်တော်ဒါကိုလို့ဒါကိုပြန်ဖြတ်လိုက်မယ်ဒီဘိုရီဒီဗိုက်တာသဘောတရားဒီဒါအကြမ်းမြင်သဘောတရားတာဖြစ်တယ်အခုပြောတဲ့ဟိုက်လိုစာကဲကိုနားလည်အောင်ရှင်းပြတာပဲဖြစ်တဲ့အတွက်နာနမူနာပေါ့နော်နောက်ရောက်လို့ရှင်တော့ကျွန်တော်တေချာရှင်းပြမယ်အဲ့နောက်ရောက်လို့ရှိရင်တိတ်တော့မကြပါဘူးဒါကိုကျွန်တော်အဆက်မပြတ်အောင်ဒီချာတော့ရှင်းပြမယ်ဆိုတော့ကျွန်တော်တို့ high low circuit နဲ့ဘယ်လိုဆက်ဆက်မလဲအခုပြောတဲ့ DIAD နဲ့ပဲကျွန်တော်ရှင်းပြမယ်ညီကိုတို့တစ်ချက်ကြည့်ကြည့်လိုက်ပါတော့ဆိုတော့ကျွန်တော်ဒါလေးဖြတ်လိုက်မယ် အခုပြောတယ်ကျွန်တော် IAD စင်စာကျွန်တော်တို့ညီကိုတို့ကိုလည်းအဲကျွန်တော် IAD စင်စာရဲ့အကြောင်းကိုပြခဲ့ပြတာပါ IAD စင်စာ IAD စင်စာမှာဘယ်လိုရှိမလဲဒီမှာကျွန်တော်တို့ကဓာတ်စင်စာစင်စာရဲ့ဒီမှာစင်စာကဘာလဲဆိုတော့ဘာလဲဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်တို့အနှုတ်ဂျိုးဒီမှာကကျွန်တော်တို့ signal ဂျိုးဒီစင်စာကိုဒီစင်စာကိုကျွန်တော်တို့ကစင်စာရဲ့ထိပ်မှာဒီလို တာမစ္ဆာတဲ့ငုံထားတာတာမစ္ဆာဆိုတော့သူ့ကိုခေါ်တဲ့ဟာမှာဘာလို့ခေါ်တဲ့ကြ NTC လို့ခေါ်တဲ့ NN ဆိုတော့ negative T ဆိုတော့က temperature C ဆိုတော့ coefficient ဆိုကျင်တဲ့သဘောက temperature များလာရဲ့အပူများလာရဲ့ negative ဖြစ်တဲ့အတွက်သူဒီအုံတံမှုရော့ကျသွားမယ်ဆိုတော့ negative temperature coefficient ဆိုတာက temperature များရင်ဒီမှာရှိနေတဲ့အုံတံဘိုးကဆိုပါစို့10အုံရှိနေရင်ပူလာလေးလေးအုံတံဘိုးကရှိအိုး ခုနှစ်ဦး၆ဦး၅ဦးစသည်အားဖြင့်သူပြောင်းသွားမှာရော့ကြသွားမှာဒါကိုကျွန်တော်တို့ NDC လို့ခေါ်တဲ့ negative temperature coefficient ဆိုပြီးတော့ခေါ်တာပေါ့နော်ဆိုတော့ကျွန်တော်ဒါကိုပြမယ်ဆိုတော့ဒါကကျွန်တော်တို့ IAD စင်စာကြီး IAD စင်စာကြီး IAD စင်စာကြီးမှာကျွန်တော်တို့မြင်ရတာကသွားပြီးတော့ကြည့်တဲ့အခါမှာစင်စာမှာကြည့်လိုက်ကျိုးကနှစ်ကျိုးတဲ့အဲ့ဒီမှာအများဆုံးပြောကြတာတချို့ကဒါကအပေါင်းကျိုး အပေါင်းဖိုက်ဖို့ဂျိုးဆိုပြီးတော့ပြောကြတယ်ဒါကအနှုတ်ဂျိုးဆိုပြီးတော့ကျွန်တော်ပြောတာအခုကဒါသည်အပေါင်းဖိုက်ဖို့ဂျိုးမဟုတ်ဘူးအနှုတ်စကနယ်ဂျိုးဆိုတော့အပေါင်းဂျိုးကဘယ်မှာလဲတို့ရေဒါဥပမာ ECU လို့ခေါ်တဲ့ကွန်ပျူတာပေါက်ကွန်ပျူတာပေါက်ထဲကဘယ်လိုလုပ်ပေးထားလဲဆိုတဲ့အခါကျတော့ဒါကကွန်ပျူတာပေါက်ပေါက်ထဲကဘယ်လိုလုပ်ပေးထားလဲဆိုတော့ဒီမှာ5 volt regulator IC လို့ခေါ်တဲ့ IC ကနေ तू က5 volt လွှတ်လိုက်တယ်ဒါ5 volt ဂျို5 volt ဂျိုကလွှတ်လိုက်တာကနေပြီးတော့မှာ ဒီလွတ်လိုက်တဲ့ဂျားထဲမှာသူတို့အခုပြောတယ်ကျွန်တော်တို့ဒီ signal ဂျိုးနဲ့ဒီ fight ဖို့ဂျိုးနဲ့ဂျားထဲမှာ resistor တလုံးကိုကောက်ခံလိုက်တာစောစောကညီကိုတို့ပြောတယ်ဒီက 6k ပဲဆိုပါတော့6 kilo ohm resistor တလုံးကိုကောက်ခံလိုက်တယ်ဒီကောင်က6 kilo ohm resistor တလုံးကိုကောက်ခံလိုက်တယ်သလိုချင်းနှစ်ခုတစ်ခုတစ်ခုမှာနှစ်ဖို့ဆိုလို့ချင်းဒီမှာဥပမာအပြင်ဒီမှာကလည်းနှစ်ဖို့စီရော့ကြသွားသလိုဒီမှာလည်းနှစ်ဖို့စီရော့ကြတာဒီပုံစံမျိုးနှစ်ချက်မသိဘူး ဒီဟာကိုကျွန်တော်တို့ကဆွဲဆက်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲဒီမှာဒါပဲလေဒီနေရာကနေကျွန်တော်တို့ကဒီ signal ဆိုတာယူတာပဲလေဒါ signal ပဲလေအခုသူများပြောပြောနေတာအပေါင်းအကျိုးဆိုတာဒါအကြီးပဲဒါအနှုတ်ပဲကျွန်တော်တို့မမြင်ရတာကွန်ပျူတာထဲမှာမြုပ်ထားတာဒါကြီးကိုမမြင်ရတာမမြင်ရတော့ကျွန်တော်တို့ကဒါကိုမမြင်ဘူးဆိုတော့နှစ်ကြိုးတဲ့တော့ဒါကိုအပေါင်းဆိုပြီးတင်တာဒီအပေါင်းဆိုပြီးဘာကြောင့်ထင်လဲဆိုတော့ဒီဘက်ကလာတဲ့5ဘိုးကနေလာတဲ့အပေါင်းကဒီကိုပြန်ဆင်းနေတာလေ ဒါကြောင့်မလို့ကျွန်တော်တို့ကဒါကိုမမြင်တဲ့အခါဒါကြီးကိုအပေါင်းဆိုပြီးတင်တယ်တကယ်တမ်းအပေါင်းမဟုတ်ဘူးစိတ်ကနေကျွန်တော်အထက်ထပ်ပြောနေတယ်ကျွန်တော်ပြောတာမယုံရင်ခုစောစောပြောသလိုဗိုလ်မီတာနဲ့တိုက်ပြီးတော့ဆက်နှိုးကြည့်ဆက်နှိုးပြီးတော့ဒီရဲ့အုံတံမိုးပဲဖြစ်စေဗုဒ္ဓံမိုးပဲဖြစ်စေပြောင်းသွားလားမပြောင်းသွားလားကြည်ကြည်လို့စိတ်ကနေလားအပေါင်းလားသိချင်ရင်ဒါရိုးရိုးရှင်းရှင်းလေးပဲဆိုတော့ဒါ IID စင်စာနဲ့ပတ်သက်ပြီးတော့ရှင်းပြမယ်သူရဲ့ဒီမှာကကျွန်တော်တို့ရစီဒရာတလုံးကိုခံထားပြီးတော့ဒီကနေပြီးတော့စိတ်ကနေကိုပြန်ယူတယ် signal ကိုဒီကနေပြီးတော့မှဒီ signal ကျိုးကနေပြီးတော့မှပြန်ယူတဲ့နေရာမှာဒါကို signal အဖြစ်ပြန်ယူတဲ့နေရာမှာဒီရဲ့ပူလာတဲ့ပမာဏအေးလာတဲ့ပမာဏပေါ်မူဒီဘက်ကလာတဲ့ fiber ကဒီကတော့ပုံသေးအတိုင်းဆိုပါစို့ပုံသေးအတိုင်း3ဖို့ပဲထွက်တယ်ဆိုပါစို့3ဒီဘိုးပဲထွက်ရတယ်အဲ့3ဘိုးကဒီဘက်ကို3ဘိုးအပြည့်ပြန်ထွက်မလားဒါမှမဟုတ်လို့ရှိရင်ဒီဘက်ကပူလာလို့ရှိရင် resistance ရော့ကျသွားလို့ဒီဘက်ကို1ဘိုး အဲ1ဖို့လာရပြီးတော့ဒီဘက်ကို2ဖို့လာရမလားဆိုတော့ပုံစံမျိုးနဲ့ခွဲထုတ်သွားတာရှုပ်သွားမယ်ကျွန်တော်ပြန်ပြမယ်နော်ဒီဘက်ကတော့ဥပမာအဖြစ်အဲဒီမှာ resistor ရှိတယ်ဒီမှာက signal ကြိုးရှိတယ်ပေါ့နော် signal ကြိုးရှိတယ် ECU ကဒီကနေကြည့်မှာဒီကနေကြည့်တဲ့နေရာမှာကျွန်တော်တို့ကဒါအနှုတ်ကြိုး ဆိုတော့ဒါဒီလိုဆက်ထားတာဖြစ်တဲ့အတွက်ဘာဖြစ်လဲတကယ်လို့ဒီကတော့အသေးပဲစောစောပြောတဲ့ fix resistor ခေါ်တဲ့အသေးထားတာ စောစောပြောတဲ့ 6k ပဲဆိုပါဆို5ဘို့ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့သုံးဘို့ကိုသူကရှော့ချထားတယ်ဆိုလို့ရှိရင်ဒီဂျိုကပြန်ထွက်တာဒီဒီကောင်အလုံးမလုံးသိရင်ဒီဘက်ကိုဒီမှာသုံးဘို့ကိုခွဲထုတ်လိုက်တာဖြစ်တဲ့အတွက်ဘို့တွေဒပိုင်တာဘို့ကိုခွဲထုတ်လိုက်တာဖြစ်တဲ့အတွက်ဒီဘက်မှာသူပြန်ထွက်နိုင်တယ်2ဘို့ပဲထွက်နိုင်တယ်အဲ့ဒီလိုအခြေအနေကနေပြီးတော့မှာ ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာဒါရအေးနေအေးနေဖြစ်တဲ့အတွက်အပြည့်ဝပိတ်ထားတာတကားလို့ဆိုအပြည့်ဝပိတ်ထားတာဖြစ်တဲ့အတွက်ဒီဘက်ကိုလာမရတဲ့အတွက်ဒီဘက်ကိုအပြည့်ဝကျွန်တော်တို့ဒူးဖို့ထွက်သွားတယ်ဒီမှာပေးတာဖိုက်ဖို့ဒီမှာခွဲထုတ်လိုက်တာ3ဖို့ရှိမယ်3ဖို့ရှိတဲ့အတွက်သူ့အောက်ကိုဆင်းနေတာ2ဖို့ပဲရှိတယ်ဒီ2ဖို့ကနေပြီးတော့မှကျွန်တော်တို့ကဒီကနေပြီးတော့မှ ဒီအရင်စင်စာကလေဝင်မလာသေးလို့လုံးမလုံးတည်တဲ့ခါလေမပူသေးလို့လုံးမလုံးတည်တဲ့ခါဒါကြီးကလုံးဝနီနီပိတ်နေတာဖြစ်တဲ့အတွက်ဒီဘက်ကိုကျွန်တော်တို့ကဒူးဖို့အပြည့်ထွက်တယ်အဲ့ဒီလိုချင်းနဲ့ကျွန်တော်တို့ကဒီမှာ လေပူတွေဝင်လာပြီ ID စင်စာကိုလေပူတွေတိုးလာတဲ့ခါဒါကြီးကယော့သွားယော့သွားတဲ့ခါမှာဒူးဖို့ကနေပြီးတော့မှဘိုးပမာဏယော့သွားပြီး1.5ကိုအဲ့ဒီကနေပြီးတော့မှ1.3နောက်ဆုံးဂုံဂုံပြောမှလည်း0.5ဘိုးလိုမျိုးယော့သွားမှာ အဲ့ဒီလိုယော့သွားတာဘယ်အကြည့်မလဲဆိုတော့အခုခင်ဗျားတို့အမှတ်မှားနေတယ်အပေါင်းကျိုးလို့ထင်နေတယ်စိကနေကျိုးကနေလမ်းတိုင်းတာဒါကိုအာကျွန်တော်အနေနဲ့ပြောပြတာပေါ့နော်ဆိုတော့ကျွန်တော်တို့အခုပြောတယ် high bore တွေ low bore တွေနဲ့ဒီ bore တွေတပိုင်တာနဲ့ဒီဟာနဲ့ဘလို့ဆက်ဆက်တယ်လဲပေါ့ကျွန်တော်ပြမယ်နော်ဆိုတော့ကျွန်တော်ဒါလေးကိုဖြတ်လိုက်မယ်ဒါကအခုညီကိုတို့ကိုပြောခဲ့သလိုပဲဒါက ECU ပိုင်းကျွန်တော်တို့မမြင်ရဘူးကျွန်တော်တို့မြင်ရတာဒီဒါ IND စင်စာဖြစ်တဲ့ဒီမှာပဲမြင်ရတယ်အကယ်၍ပေါ့ အကယ်၍ကျွန်တော်တို့ဂျိုးပြတ်သွားပြီပေါ့ဒီမှာလာတဲ့စင်စာကိုလာတဲ့ဂျိုးကပြတ်သွားပြီဒီမှာကျွန်တော်တို့ကစင်စာကဒီကျွန်တော်တို့မြင်နေရဒီနှစ်ဂျိုးပဲဖြစ်တယ်တကယ်လို့ဒီမှာကကျွန်တော်တို့စောစောကလို့မျက်စိတွေကိုမြင်အောင်ပြောမယ်သတိဖို့ပဲသတိဖို့ထွက်နေတယ်ပေါ့အဲသတိဖို့မဟုတ် sorry မြင်အောင်ပြမယ်တူဖို့ထွက်နေတယ်တူဖို့ထွက်နေရကနေဂျိုးပြတ်သွားပြီပေါ့ high circuit ကိုကျွန်တော်တို့ပြောကြမယ် ချိုးပြတ်သွားပြီချိုးပြတ်သွားပြီဆိုတဲ့အခါကျတော့ဥပမာအဖြစ်ဒီချိုးပြတ်သွားပြီပဲဆိုပါတော့ဒီချိုးပြတ်သွားပြီဆိုလို့ရှိရင်ဒီဘက်မှာရှိနေတဲ့ processor ဒီဒီဘက်ကိုဆင်းမလာနိုင်တာဖြစ်တဲ့အတွက်ဒီဘက်ကလာတဲ့ဒူးဖို့ဒီဒူးဖို့အပြည့်ပြန်ထွက်မှာအပြည့်ပြန်ထွက်ရင်ကွန်ပျူတာဘောက်ကဒီကနေစောင့်ကြည့်နေတဲ့ကွန်ပျူတာဘောက်ကဒီကစောင့်ကြည့်နေတာဒူးဖို့ကဒူးဖို့လုံးဝအပြည့်ပြန်ထွက်တယ်ဆိုလို့ရှိရင်သူ့ကိုပါလဲဆိုလို့ဘလို့တွက်လိုက်ဆိုတာ high circuit ပုံများတယ်ဥပမာ ဖိုးများနေတယ်ကွာဆိုပြီးတော့သူကပြောလိုက်တာဟိုက်စားကိဆိုပြီးတော့ပြောလိုက်တာကျိုးပြတ်သွားပြီပေါ့ဥပမာဟိုက်စားကိဆိုပြောတယ်အဲ့လိုမဟုတ်ဘူးကိုနိုင်ကျွန်တော်တို့ကဒီကျိုးပြတ်ချင်တာဒီကျိုးကတကောက်နေတယ်ဒီကျိုးပြတ်ချင်တာဒီကျိုးပြတ်ချင်တယ်ဘာဖြစ်လဲဥပမာတစ်ခုကွန်ပျူတာဘောကဒီကနေကြည့်တဲ့အခါဘာကိုရအာယုသူအာယုခံမိနိုင်တာဒီဘာကိုအာယုခံမိလဲဒီကနေအာယုခံတဲ့အခါမှာ zero ဘို့ကိုလည်းအာယုခံလို့မရတော့ဘူး ာလို့လဲဆိုတဲ့အခါကျတော့သူကအနှုတ်ကိုလည်းအာယုံခံမရသလိုအပေါင်းကိုလည်းအာယုံခံမရဘူးဂျားတဲ့ဖြစ်နေတာအဲ့လို zero ဖို့လည်းမဟုတ်ဘူးအပေါင်းဖို့လည်းမဟုတ်ဘူးဆိုတဲ့အခြေအနေကိုအာယုံခံမိတဲ့အခါမှာသူ့အနေနဲ့ဆုံးဖြတ်ရခတ်တဲ့အခါမှာလည်းဒီ high circuit ဆိုတာပဲပြတယ်ဒီနေရာရှုပ်မယ်နော်ကျွန်တော်ပြန်ပြောမယ်သလိုရှိရင်ဒီမှာကျွန်တော်ဒါလေးကိုဆက်လိုက်မယ်ကျွန်တော်တို့ဒီနေရာပြတ်သွားပြီပြတ်သွားတဲ့အခါမှာဒီ resistor ကတစ်ဖက်က အလုံးမလုံးလို့ရှိရင်ဒီတစ်ဖက်ကကျွန်တော်တို့ power supply မရှိရင်ဒီ resistor ဆိုတာကလုံးမလုံးလုံးမလုံးတဲ့အခါမှာဒီဘက်ကပေးတယ်ကျွန်တော်တို့5 volt regulator IC ကပေးတယ်5 volt ကဒီမှာကကျွန်တော်တို့ကခွဲထုတ်လိုက်လို့ဥပမာအပြင်ပေါ့နော် 6k ရှိလို့မို့ 6kilo ohm ရှိလို့မို့ဒီဘက်ကိုခွဲထုတ်လိုက်တဲ့အခါမှာနှစ်ဘိုးပဲထွက်နိုင်တယ်တဘိုးကဒီအောက်ကိုမရဘဲနဲ့ဒီဘက်ကိုနှစ်ဘိုးအပြည့်ပြန်ထွက်ခဲလို့ရှိရင်သူကပါတယ်တို့ရင်ချိုးပြတ်ပြီဆိုပြီးတော့တည်ရတကယ်လို့ ဒီကောင်သာကျိုးမပြတ်ခဲ့လို့ရှိရင်ဒီ resistor ကနေပြီးတော့ resistor ဒီလုံးဝ100%ကိုသူပိတ်နိုင်တာမဟုတ်ဘူးပိတ်နိုင်တာမဟုတ်တယ်သူဘက်ဒီဘက်ကိုအတိုင်းတာပမာဏတခုနည်းနည်းရတော့ထွက်ကိုထွက်မှာနှစ်ဖို့အပြည့်မရရအောင်တကယ်လို့နှစ်ဖို့အပြည့်ရနေရင်သူဒီ high circuit high circuit ဆိုတာကနှစ်ဖို့အပြည့်ထွက်နေလို့မဟုတ် high circuit ဆိုပြီးတော့ပြောတာဆိုလိုချင်တဲ့ဘောကဒီကျိုးပြတ်နေပြီဆိုပြီးတော့ပြောတာအဲ့ဒီလိုမဟုတ်ဘူးဒီကျိုးမပြတ်ဘူးကျွန်တော်တို့ကဒီကျိုးပြတ်တယ်ဆိုခဲ့လို့ရှိရင်လည်းပဲ ECU က နှစ်ဖို့ကိုလည်းအာယုံခံလို့မရဘူးဘာလို့လဲဒီကျိုးကြီးကပြတ်နေရဘူးအဲ့လိုပဲအနောက်ကလာတဲ့ဘို့ကိုအာယုံခံလို့ရလို့အနောက်ကလာတာကိုလည်းအာယုံခံလို့မရဘူးနှစ်ဖို့ကိုလည်းအာယုံခံမရဘူးတစ်ဖက်ကပြောသလိုဒီဘက်ကလာတဲ့အနှုတ်ဘို့ကိုလည်းအာယုံခံလို့မရတော့ဘူးဆိုလို့အချိန်ရောက်လို့ရှိရင်လည်းသူဟိုက်ဆာကစ်ကိုထုတ်ပြတယ်ဆိုတော့ဟိုက်ဆာကစ်ကိုထုတ်ပေးတာဒီဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့စစ်ကနေကျိုးပြတ်ရင်လည်းပဲဟိုက်ဆာကစ်ထုတ်တယ်ကျွန်တော်တို့ E2 လို့ခေါ်တဲ့ ground ကျိုးပြက်ရင်လည်းပဲ high circuit ကိုထုတ်တယ်ဒါက high circuit ဆိုပြီးတော့ထုတ်ပြတယ်အပိုင်းဆိုတော့ကျွန်တော်တို့ဒုတိယတစ်ခု low circuit ဆိုပြီးတော့ထုတ်ပြတဲ့အပိုင်းကိုကျွန်တော်ကြည့်မယ်ပေါ့ low circuit ကိုထုတ်ပြတဲ့အပိုင်းကိုကြည့်မယ်ဆိုတော့ကျွန်တော်ဒါကိုလောလောဆယ်ဖြတ်လိုက်မယ်ပုံစံသဘောတရားကတော့ကျွန်တော်တို့အတူတူပါပဲဘာလဲဆိုတော့ကျွန်တော်တို့ကချိုးပူးသွားပြီချိုးပူးသွားတဲ့အခါမှာကျွန်တော်ဒီနေချိုးကဆက်သွားပြီ ECU စောင့်ကြည့်နေတဲ့ဒီနေရာစောင့်ကြည့်နေတဲ့ဒီအနှုတ်ကိုပဲသူကစောင့် ရတော့မှာလေ0ဖို့လုံးဝ0ဖို့ယူဝင်ရတော့မှာဖြစ်တဲ့အတွက်သူဒီ program ရ0ဖို့ကိုအာယုံခံမိတယ်ဆိုခဲ့ရင်ဘာလဲဆိုတော့ခါကျတော့ကျွန်တော်တို့လိုစားခဲ့ လိုးစားခဲ့သူတော့ကျွန်တော်ဇီရိုဘို့လေကျွန်တော်တို့ဘိုးတွေကလိုးပမာဏဖြစ်နေရဖြစ်တဲ့အတွက်ဇီရိုဘို့ကိုအာယုံခံမိလို့ရှင်ရင်သူဒီချိုးပူးသွားပြီဆိုပြီးတော့ဆိုလိုတာအဲ့လိုမျိုးချိုးလည်းမပြတ်ဘူးချိုးလည်းမပူးပဲမပူးဘူးဆိုလို့ရှင်ရင်လုံးဝဇီရိုဘို့ထီလည်းမရောက်ဘူးအဲ့လိုပဲတူဘို့ဆိုတာကိုလည်းမရောက်ဘူးဒါကမျက်စိတဲကိုမြင်လွယ်စရာနမူနာပုံစံနဲ့ပြောပြတာပေါ့နော်ဆိုတော့ကျွန်တော်တို့ high low sake ကိုကျွန်တော်တို့ပြောမယ်ဆိုတော့ကျင်တကယ်လို့ low sake လိုပိုရစ်ဖြစ်တယ်စားခဲ့မှာလိုစားခဲ့ဆိုပြီးပြနေတယ်ဆိုလို့ရှိရင်တေချာတာကဒီကျိုးနှစ်ပင်ဒီဒီနေရာမှာဖြစ်ခြင်းဖြစ်ဒါမှမဟုတ်လို့ရှိရင်ဘောက်ထွက်မှာဖြစ်ခြင်းဖြစ်ဂျားထဲမှာဖြစ်ခြင်းဖြစ်နှစ်ပင်ဒီသွားပြီးတော့ပူးနေမယ်ပူးနေတဲ့အခါမှာဒီ ECU ဘက်ကပေးတဲ့ E2 လို့ခေါ်တဲ့ ground က ECU ကိုပြန်ပြီးတော့ပေးနေတာဖြစ်တဲ့အတွက်ဒါက E2 လို့ခေါ်တာက ECU ဘက်ကလာတာဒီ ECU ဘက်ကလာတဲ့အနှုတ်ကနေပြီးတော့မှဒီ ECU ဘက်က ECU ဘက်ကိုပြန်ပေးတဲ့ signal ကိုပြန်ပေးနေတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့က low bore ဆိုပြီးတော့ low စားခဲ့ဆိုပြီးတော့ခေါ်တာအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့အခုပြောသလိုမျိုးဒီကြားထဲမှာကျိုးပြတ်တယ်ဒီကြားထဲမှာကျိုးပြတ်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတာသူအာယုံခံလို့ရတာဒီအပေါင်းဖို့ယူတိုင်းရိုက်အာယုံခံလို့ရတာဒီဘက်ကအခွဲထုတ်လိုက်တဲ့ဖို့ပဲလွတ်သွားပြီးတော့ဒီဘက်ကအတိအကျကြီးအာယုံခံနေရတယ်ဆိုလို့ရှိရင်သူက high bore ဆိုပြီးတော့အဲ sorry high sake ဆိုပြီးတော့ပြမှာအဲ့ဒီလိုပဲဒါကိုကျွန်တော်တို့က ဒီဂျိုကမပြတ်ဘူးဒီဂျိုကပြတ်တယ်ဆိုခဲ့လို့ရှိရင်လည်းပဲဘာဖြစ်လဲတို့ရှင် high circuit ဆိုပြီးတော့ပြမှာအဲ့ဒီလိုမဟုတ်ကျွန်တော်တို့ကဒီ socket ကြီးကိုကျွန်တော်ကမမိဘူးစင်ဆာကို socket မမိတဲ့အခါမှာတို့ရှင်လည်းဘာဖြစ်မလဲ ECU ကသူတိုင်းလို့ရတာဒီဒီအခုပြောတဲ့ကျွန်တော်တို့က signal ဂျိုကလှမ်းတိုင်းတဲ့အခါမှာ2 volt ပဲပြန်ရတယ်မှာဒီဘက်ကဒီဘက်ကိုမရောက်နိုင်တော့ဘူးကိုမရောက်နိုင်တဲ့အခါမှာကျွန်တော်တို့က ဘာလို့သွားတွေ့ရမလဲဆိုဒူးဖို့ပဲပြန်ပြီးတော့ရမှာဖြစ်တဲ့အတွက်သူ့ကိုလည်းဆော့ကတ်လွတ်ရင်လည်း high circuit ဆိုပြီးတော့ပြမှာဆိုတော့ကျွန်တော်တို့အနည်းချုပ်ပြောမယ်ဆိုရင်ဂျိုးပြတ်ခဲ့ရင်ဂျိုးပြတ်ခဲ့ရင် high နဲ့ပြမယ်အဲ့လိုပဲဆော့ကတ်လွတ်ရင်လည်း high နဲ့ပြရမယ်အဲ့ဒီပုံစံမျိုးနဲ့ high တွေကအများအပြားဖြစ်တော့ပြမယ်ဂျိုးပြတ်ရင်ဆိုတာက signal ဂျိုးပဲပြတ်တာပဲဖြစ်စေကျွန်တော်တို့ ground joe ပဲပြတ်တာပဲဖြစ်စေကျွန်တော်တို့ high circuit နဲ့ပြမယ် low circuit နဲ့ပြတယ်ဆိုလို့ချင်းကျွန်တော်တို့ကဂျိုးနှစ်ပင်သွားပြီးတော့ပူးတဲ့အချိန်မှာဆိုလို့ချင်းရ ECU ဘက်ကလာတာကတစ်ဖက်မှာကကျွန်တော်တို့ဒီဘက်မှာ resistor လို့ခေါ်တဲ့အတားအဆီးရှိတယ်ဒီဘက်မှာကဒီစင်ဆာမှာရှိတဲ့ resistor ကိုမရောက်တော့ဘဲနဲ့ဂျားနဲ့ဖြတ်ပြီးသွားတာဖြစ်တဲ့အတွက် तू ကထုံးစံအတိုင်းအရင်ရောက်မယ်အရင်ရောက်တဲ့အခါမှာဆိုရင်သူ့ကို low circuit ဆိုပြီးတော့ပြမယ်ဒီလောက်ဆိုလို့ချင်းညီကိုတို့လည်းနားလိုက်မယ်ထင်ပါတယ် အနှစ်ချုပ်ကိုပြန်ပြောမယ်ဆိုလို့ရှိရင်စကနယ်ဂျိုးပဲပြတ်တာပဲဖြစ်စေ ground ဂျိုးပဲပြတ်တာပဲဖြစ်စေ socket လွတ်တာပဲဖြစ်စေလွတ်ခဲလို့ရှိရင် high circuit ဆိုပြီးတော့ပြမယ်ရုပ်တရားအပြင်ဆိုလို့ရှိရင် high circuit တော့ကကျွန်တော်တို့ဂျိုးပြီးဂျိုးပူပြီးတော့ short ဖြစ်တဲ့အခါမှာ high circuit လို့ထင်တတ်တယ်တကယ်တမ်းမဟုတ်ပါဘူးဂျိုးပြတ်တာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ socket လွတ်တာတွေကြောင့် high circuit တက်တာဖြစ်ပြီးတော့ဂျိုးပူခဲလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့က low circuit ဆိုပြီးတော့တက်တတ်တာဖြစ်ပါတယ်ဒါလောက်ဆိုလို့ရှိရင် မြေကိုတို့အတွက်လည်းအထောက်အကူပြုမယ်လို့ထင်ပါတယ်။ဒါဟာတရားရာဂိုင်းနှုန်းအပြည့်မှန်တယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ဒါပေမဲ့80ရာဂိုင်းနှုန်းအထိကတော့ကျွန်တော်ရဲ့အတွေ့အကြုံရဒါမှမဟုတ်လို့ရှိရင်ကျွန်တော်လေ့လာဘူးတော့အရာကတော့80ရာဂိုင်းနှုန်းအထိကတော့ဒါမှန်ကန်တာဖြစ်တဲ့အတွက်အများအပြင်းတော့အသုံးဝင်ပါတယ်။ဒါလေးကိုကျွန်တော်မျှဝေတာပါဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။တက္က YouTube Channel ပါခင်ဗျာ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။